အကြေအလုံးပဲမင်္ဂလာပါနော်ဒါကတော့ကျွန်တော်မနေ့တုန်းကတင်ခဲ့တဲ့မူပေါ့နော်ခွန်လေးကိုနော်ဒီမူလေးကမကြည့်ရသေးဘူးဆိုရင်တော့ကျွန်တော်ဒီတောင်းပါလင်းလေးတွဲပေးပါမယ်နော်โอเคဒါဆိုရင်ကျွန်တော်တို့နောက်ထပ်တမူပေါ့နော်ကျွန်တော်ပြောတဲ့အတိုင်းပဲကျွန်တော်ဒယ်လီဒီပေါ့နော်ကျွန်တော်၃ခွက်လောက်စက်တိုက်ထုတ်ပေးပြီးမှကျွန်တော်တို့ကီတို့1ချိန်ကိုစစ်ပြီးတော့ထုတ်ပေးမယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်နဲ့အတူတူနောက်ထပ်ဒယ်လီတစ်ခွက်စစ်ပြီးတော့အတူတူကြည့်ရအောင်ဗျာနော်နောက်ထပ်ဒယ်လီတစ်ခွက်ကကျွန်တော်တို့ဒီမှာနော် ဒီကနေစပြီးတော့ကျွန်တော်တို့ရှာသွားမယ်ပေါ့နော်ဒီလိုဒီလိုဇောင်းလိုက်တက်သွားမယ်နော်ဇောင်းလိုက်တက်သွားမယ်ဒီကိုတက်မယ်ပေါ့နော်โอเคကျွန်တော်တို့1 9 0ဆိုတဲ့ခဏန်းကိုအဲ့တော့ဒီကနေစရှာမယ်ပေါ့နော်1 9 0ဆိုတဲ့ခဏန်းကကျွန်တော်တို့ဒီမှာသူကနောက်ပေါင်းပေါ့နော်နောက်ပေါင်းနဲ့ကျွန်တော်တို့ဘရိတ်နဲ့တွဲပြီးတော့ယူသွားမှာဖြစ်တယ်နော်โอเคဒါဆိုရင်ကျွန်တော်တို့စကြည့်ရအောင်ဗျာနော်ဟုတ်ပြီဒီခဏန်းလေးပေါ့နော်သူ့ရဲ့တပင်ကြာမှာရှိနေတယ်ကျွန်တော်တို့နော် တဲ့နော်ဒီတဲ့ကျွန်တော်တို့ပြီးရင်ဒီလေးနော်ပြီးရင်ဒီလေးနော်ဒီသုံးလုံးပေါင်းခြင်းဒီနံပါတ်6ဖြစ်တယ်နော်တလေးလေးဒီနံပါတ်6နော်တလေးလေးဒီနံပါတ်6 6ကိုကျွန်တော်တို့ပါနဲ့တွဲမလဲဆိုရင်ဒီ3ဒီလေးပေါင်းခြင်း9နော်ဒါဆိုရင်9ရဲ့9ရဲ့နော်9ခုတွဲ9ခုတွဲဒီမှာ နောက်တွဲ90နဲ့ခွန်ပါနော်90နဲ့ခွန်တပင်ချားပြီးတော့သူကြတယ်ပေါ့နော်တပင်ချားပြီးတော့ကြတယ်โอเคဒါဆိုရင်ကျွန်တော်ဒီအပေါ်ကိုအတွဲလေးတွေပဲအရင်လိုက်ဆက်ကြည့်လိုက်မယ်ပေါ့နော်တပင်နှစ်ပင်ချားပြီးတဲ့နောက်မှာကျွန်တော်ဒီမှာ583ဆိုတဲ့ကဏ္ဍကိုကျွန်တော်တို့ရှားကြည့်မယ်သူရဲ့ရှေ့ရတပင်ကဒီမှာနံပါတ်3เนาะပြီးရင်ဒီမှာနံပါတ်7เนาะ ပြီးရင်ဒီမှာနံပါတ်6ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ6 1 3ဆိုတော့ပေါင်းခြင်းနံပါတ်3ဖြစ်တယ်3ကိုကျွန်တော်တို့ဘာနဲ့တွဲမလဲ1ရယ်9ရယ်နော်ပေါင်းခြင်းနံပါတ်8 3 8တွဲနော်38ဆိုတော့ဒီမှာ83ဆိုပြီးတော့တပင်ချားပြီးတော့ကျွန်တော်တို့ကြာပြီးခဲ့တယ်နော်73ဆိုပြီးတော့တပင်ချားပြီးတော့ကြာပြီးခဲ့တယ်โอเคတပင်နှစ်ပင်ချားထားတယ်နော်ဒါဆိုရင်တပင်နှစ်ပင်ချားပြီးတော့ကျွန်တော်တို့ဒီမှာ ရှာပေးရမယ်ပေါ့နော်။ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီမှာရှာပေးဖို့ဆိုရင်ကျွန်တော်အနီလေးနဲ့ပြလိုက်မယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ color လေးတွေကကျွန်တော်တို့ရောနေတယ်ပေါ့နော်အရင်တစ်ဘက်ကဟာနေတယ်။ Okay ကျွန်တော်အနီလေးနဲ့ကျွန်တော်တို့ဒီမှာကနော်တပင်ချာတပင်ချာပြီးတော့ဒီမှာက6နော်ဒီမှာကကျွန်တော်တို့3ညဒီမှာက4ပေါ့နော် ဒါဆိုရင်6 3ညာ4ကိုကျွန်တော်တို့ဘာနဲ့တွဲမလဲဒီ5 3ဆိုတဲ့ကဏ္ဍနော်ပေါင်းခြင်း10เนาะ6 3ညာ4ပေါင်းခြင်း3ညာကိုကျွန်တော်တို့5 10ဆိုတော့ပေါင်းခြင်းနံပါတ်ကျွန်တော်တို့ဘယ်လောက်ရမလဲအာ sorry ကျွန်တော်ဒီဒီပင်ကိုရှားအားမှာเนาะမှားသွားပြီပေါ့เนาะ Okay ဒီပင်ကိုရှားအားမှာဒီတစ်ပင်ကထွက်ထားတယ်မှတ်လို့ပေါ့เนาะ Okay ကျွန်တော်တို့အပေါ်ကိုတက်ရမယ်ပေါ့เนาะ Sorry ပါ Okay အပေါ်ကိုတက်ရမယ်ဆိုတော့ကျွန်တော်ဒီပေါ်ကိုပေါင်းရမယ် ပေါင်းရမယ်ဆိုတော့ကျွန်တော်ဒီကနေအနီလေးနဲ့ပဲခြေလိုက်တော့မယ်ပေါ့နော်855ဖြစ်မယ်ပေါ့နော်โอเคဒီ855ကိုနော်855เนาะ855ပေါင်းခြင်းနံပါတ်8เนาะ8ကိုကျွန်တော်ဒီ1 3ညနဲ့ပေါင်းရမယ်ပေါ့နော်1 3ညနဲ့ပေါင်းမယ်8ကို1 3ညနဲ့ပေါင်းရင်ကျွန်တော်တို့ဘယ်လောက်ရမလဲဒါ8နှစ်ပေါ့နော်နောက်တွဲဒီအောက်ကပဲကျွန်တော်ရေးလိုက်မယ်8နှစ်သို့မဟုတ်8နှစ်เนาะကျွန်တော်ဒီနားလေးကိုရှာသလိုဖြစ်သွားတယ်โอเค sorry ပါ โอเคดีชิปปอเนาะชิงงาชิงงางาปอเนาะชิงงางาဖြစ်မယ်ပြီးရင်2ရက်3ညရယ်เนาะဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီမှာ break ပေါ့เนาะ break လေးတစ်ချက်သွားကြည့်အောင်သူ့ရဲ့ break ကကျွန်တော်တို့နှစ်ပင်ချားပြီးတော့ပေါ့เนาะကျွန်တော်တို့ဒီမှာတစ်ပင်နှစ်ပင်เนาะတစ်ပင်နှစ်ပင်ဒီနှစ်ပင်ချားပြီးတော့ကျွန်တော်တို့ဒီမှာပေါင်းခြင်းเนาะဒီမှာเนาะ 436ဆိုတဲ့အနက်နော်436နော်ပေါင်းခြင်းနံပါတ်3သူ့ရဲ့နှက်ခတ်ကိုယူပြီးတော့ကျွန်တော်တို့တပင်းနှပင်းအောက်မှာကျွန်တော်တို့ complete ဆိုပြီးတော့ဒီလိုရိုက်တယ်နော်အာဒီမှာက583တပင်းနှပင်းချားပြီးတော့ကျွန်တော်တို့ဒီမှာ184နော်ခွန်၈၄ပေါင်းခြင်းနံပါတ်ဒီနံပါတ်9နက်ခတ်6ဆိုပြီးတော့983လို့ရိုက်တယ်เนาะနက်ခတ်6ဆိုပြီးတော့983လို့ရိုက်တယ်ဒါဆိုရင်ကျွန်တော်ဒီမှာ break ပေါ့เนาะ break ဒီ အဲတပင်နှစ်ပင်ချပြီးရင်ကျွန်တော်တို့ဒီမှာ633ဆိုတဲ့ကဏ္ဍနော်633ဆိုတဲ့ကဏ္ဍကကျွန်တော်တို့33ဒီ6 8နဲ့ပေါင်းရင်ပေါင်းခြင်းနံပါတ်4 4နှစ်ခတ်ကျွန်တော်နှစ်ပရိတ်နော်နှစ်ပရိတ်ဆိုတော့ကျွန်တော်တို့ဒီမှာ2ကွက်တည်းပဲထိုးရမယ်2 8နှစ်နော်ပြီးရင်2 2 8နော်โอเคအဲဆိုတော့အလုံးမဲ့အဆင်ပြေမဲ့ထင်ပါတယ်โอเคဒီနားလေးကကျွန်တော်ဒီနားရောသွားတယ်ပေါ့နော်ရောသွားတဲ့အတွက် sorry ပါ โอเคကျွန်တော်တို့အပေါ်အဟာကိုပဲယူရမယ်ပေါ့နော်၈၅၅ကိုယူရမယ်ပြီးရင်နှစ်တုံကြပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒါလေးကို run through လေးပြန်ပြပေးပါမယ်ဗျာနော်โอเคဒီမှာက၁၄၄နော်ပေါင်းခြင်းနံပါတ်6ကိုကျွန်တော်တို့၃၄ပေါင်းခြင်းခွန်ပေါင်းပြီးတော့ကျွန်တော်တို့6ခွန်နော်နောက်တွဲအနေနဲ့ဒီမှာဆင်းတယ် break ကတော့သူ့ရဲ့နှစ်ပင်ကျော်မှာရှိတဲ့6နော်၃ည၄ ပေါင်းချင်း၃ည၃ည၂ခတ်ခွန်ဆိုပြီးတော့၁၉ခွန်လို့ရိုက်ပါတယ်เนาะဒုတိယတက္ကမှာ၃၁၉နော်ပေါင်းချင်းနံပါတ်၃ဒီ၁၈၁ခွန်ပေါင်းချင်းနံပါတ်၈နဲ့ပေါင်းပြီးတော့ကျွန်တော်၈၃တော်တယ်နောက်တွဲเนาะပရိသတ်ကျွန်တော်တို့မှာခွန်၈၄ပေါင်းချင်း၉၉နှခတ်၆ဆိုပြီးတော့၅၈၃လို့ရိုက်တယ်เนาะဒါဒီမှာကနံပါတ်၈ဒီမှာကနံပါတ်၅ဒီမှာကနံပါတ်၅เนาะဒါဆိုရင်ပေါင်းချင်းနံပါတ်၈ဘာနဲ့တွဲမလဲ၂၃ည ောင်းခြင်းနံပါတ်2နဲ့တွဲပြီးတော့7နှစ်တွဲ2နှစ်တွဲနော်သူရဲ့ break ကဘယ်ကလာမလဲတပင်းနှစ်ပင်ချပြီးတော့733ပေါင်းခြင်းနံပါတ်4နက္ခတ်နှစ် break နော်2နှစ်2နှစ်2နှစ်အားလုံးပဲအဆင်ပြေပါစေဗျာအပြင်မှာ